ကြသိခင်ကပဲ shoe fc ကတော့ shoe fc 322ပြိုင်ပွဲကြီးကိုခိုင်ရနနာနဲ့ပြီးဆုံးသွားခဲ့ပြီး islam maka chef က jet de la mandalina နဲ့ welterweight တန်း champion လိုပဲပြစ်ထိုးခဲ့တယ် jet de la mandalina ကလက်ရှိ welterweight champion maka chef က lightweight တန်းခပတ်ကိုဆွလပြီး welterweight တန်းခပတ်ကိုတက်ပြီးစိန်ခေါ်တဲ့ပွဲအားလုံးကသုံးသက်ထားတဲ့အချိန်မှာ maka chef ကတော့ပွဲစတာနဲ့ဝင်လုံးမယ်လို့အားလုံးကပြောထားတယ်ဒီအချိန်မှာ maka chef ကဝင်လုံးခဲ့တယ် တောက်လျှောက်ပြ9မိနစ်5ကြိမ်လုံးမှာ ground control ရဲ့အကောင်းဆုံးလုပ်တယ်လုပ်ပြီးတော့မှတကယ်ကိုအကောင်းဆုံးပုံစံနဲ့ထိုးပြသွားတယ်မကာရှက်က striking မိုင်းမှာလည်းကောင်းတယ်တိတ်တောင်းယူတဲ့နေရာမှာလည်းတသက်ရဲရဲနဲ့ကိုလုံနိုင်တယ် ground control time ကလည်းလုံးဝကိုအကောင်းဆုံးပုံစံနဲ့ control လုပ်သွားနိုင်တယ်မျိုးကိုတွေ့ရတယ်ချက်တလာမက်ဒလီနာကကြာလာတော့ပွဲတော်ထိုးကျင်စီတီပျောက်လာသလိုဖြစ်လာတယ်တစ်ချိန်လုံးလုံးခံနေရတယ်ဗျသူဘာမှမလုံနိုင်ဘူးဘယ်ခင်းင်းနဲ့စင်တူလဲဆိုတော့ဖမ်ဘလက်ရှီမာယက်နဲ့ ထွက်ကဒူဘလက်စစ်တို့ပွဲနေနည်းနည်းလေးဆင်းရဲအောင်အောင်ရှိတယ်ဒီလိုမျိုးပုံစံနဲ့ပဲလှုပ်ပြသွားတယ်ဒီပွဲမှာလည်းမကန်ရှက်ကအကောင်းဆုံးပုံစံနေနဲ့လှုပ်ပြသွားတယ်ဒီပွဲနိုင်သွားတဲ့အတွက်ကြောင့်မလို့မကန်ရှက်က UFC ရဲ့ Lightweight 10နဲ့ Welterweight 10ချန်ပီယံဆိုတဲ့ဂုံပုံးနဲ့နှစ်ထပ်ကွန်းချန်ပီယံဖြစ်လာတယ် Lightweight 10မှာလည်းချန်ပီယံဖြစ်ခဲ့ဘူးတာပေါ့ဗျာဒါပေမဲ့လက်ရှိမှာတော့ Welterweight 10ချန်ပီယံဆိုတဲ့ဂုံပုံးကိုပိုင်ဆိုင်သွားတယ်တကယ်အကောင်းဆုံးဆိုတဲ့ဂုံပုံးကိုတရပ်ဖို့ကိုတင်ပိုက်ပြသွားနိုင်တယ်လို့မြင်ပါတယ် မကာရှက်ကလက်ရှိနိုင်ပွဲပေါင်း16ပွဲတိကိုလည်းဆွဲဆန့်ပြထားနိုင်တဲ့အနေအထားကိုဖြစ်သွားတယ်။ဂျက်ဒယ်လာမန်ဒါလီနာကတော့ပထမအဦးဆုံးဝတ်တဝိတ်တန်းချန်ပီယံကပ်လူပွဲမှာပဲရှုံးပွဲကြုံတွေ့သွားပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့မကာရှက်အနေနဲ့နောက်ပွဲမှာဘယ်လိုမျိုးအခင်းကျင်းတွေဖြစ်လာအောင် လုပ်မလဲ။အားလုံးကြည့်ကြနေတဲ့အီဒီယာတိုပိုရီးယားနဲ့ပဲထိုးရမလား။ ကမ္ဘာမကမာရူးစမနဲ့ပဲပွဲတဲပေးမလားဘလို့ခင်းခင်းနဲ့ဖြစ်လာမလို့ဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါကတော့လက်ရှိမကြသေးခင်ကပြီးသွားတဲ့ UFC 322ပြန်ပွဲကအစ္စလာမကာရှက်ပြည်နိုင်ပွဲအကြောင်းလေးကိုကွန်ပျူတာပေးတာဖြစ်ပါတယ်ခင်ဗျာနောက်ဒီမှာလေကျွန်တော်မရှက်ကေရီ channel နေအခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC ဆက်ရှိတဲ့သတင်းတွေမြန်မာကိုယ်စားပြု fighter တွေထူးတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marshall Lockout channel တက်တဲ့ဂျီကိုရီနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မြစ်တမ်းခံကြပါရခင်ဗျာ။ ప్రేద ఆలౌ తువే చేజుటే శిబై కమ్యా